crypto တွေကိုဘယ်အချိန်သုံးပြီးတော့ trade မလဲ crypto တွေကို trade မယ်ဆိုရင် exchange တွေကိုသုံးပြီးတော့ trade ရတယ်ဆိုတော့ကိုသိပြီးသားဖြစ်မှာပါဆိုတော့ဘယ် exchange မှာ trade ပါလဲဘယ်လိုမျိုး exchange အမျိုးအစားကခုနဲ့အသင့်တော်ဆုံးဖြစ်မလဲဒါတွေကိုမသိသေးဘူးဆိုရင်တော့ဒီ video ကိုကြည့်တက်ပါတယ်ဒီဗီဒီယိုမှာအချင်းအမျိုးအစားတွေနဲ့သူတို့ရဲ့အလောလောပုံကိုရှင်းပြပေးထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါကိုကြည့်ပြီးတော့ရင်တော့ကိုယ်နဲ့ကိုက်နေတဲ့အချင်းကိုရွေးနိုင်သွားမှာပါ ခရစ်တိုမာကအဓိက exchange အမျိုးအစားနှစ်မျိုးရှိပါတယ်။အဲ့ဒါတွေက centralized exchange CEAs နဲ့ decentralized exchange DEAs တို့ဖြစ်ပါတယ်။ဒါဆို centralized exchange ဆိုတာကဘာလဲ။အလုံးသိပြီးတော့လာပြီးဖြစ်မဲ့ Binance exchange ဆိုတာက centralized exchange မှာပဲ။ Binance exchange ကိုသိရင် centralized exchange ကဘာလဲဆိုတာကိုသဘောပေါက်ပါပြီ။ဘာလို့ဆို Binance လိုမျိုး exchange အကြီးတွေက centralized ဖြစ်နေလို့ပါ။ centralized တိုင်းကအသုံးပြရလွယ်တယ်။ transition ပုံမြင်နဲ့ပြီးတော့ရောင်းရဝယ်ရတာပို့ပြီးတော့လွှဲပါတယ်။တခုရှိတာက centralized exchange နေပေါ်မှာ coin တွေဝယ်ပြီးလို့ exchange နေပေါ်မှာပဲတင်ထားမယ်ဆိုရင်ကိုမပိုင်ပါဘူး။ဟုတ်ပါတယ်။ဘလောက်ပဲကိုဝယ်ထားထား centralized exchange နဲ့ကိုထည့်ထားရဆိုရင်တမဲ့အပြင်ပန်းထဲမှာထည့်ထားသလိုပဲ exchange ဘက်ကပဲဒီပတ်စံနဲ့ဒီ coin တွေကိုပိုင်ပါတယ်။ဆိုလိုတာကအဲ့ဒီ exchange တာတစ်ခုခုဖြစ်သွားရဲဆိုရင်ကိုယ့်ရဲ့ပတ်စံတွေကိုပြန်မရနိုင်ပါဘူး။ ဒီလောက်ဆိုရင်တော့ centralized exchange အကြောင်းကိုအကြံပြန်တည်သွားပြီလို့ထင်ပါတယ်။နောက်တစ်ခုပြောပြမှာက decentralized exchange ဆိုတာကဘာလဲ။နမည်မှာ decentralized ဆိုတဲ့အတိုင်းပဲအသားမ exchange တွေလို့ကြားခံမှာပါပဲ။ကိုယ့်ရဲ့ wallet ကနေတဆင့်တိုက်ရိုက် trade လုပ်ရတာကို decentralized exchange DEAs လို့ခေါ်ပါတယ်။ Uniswap တို့ Pancake Swap တို့အစရှိတာတွေက DEAs တွေပါ။ centralized exchange မှာလို့မဟုတ်ဘဲနဲ့ကိုယ့်ရဲ့ coin တွေကကိုယ့်ရဲ့တရားရဂိုင်းတို့အပိုင်မဲ့ဖြစ်ပါတယ် KYC လည်းမလုပ်ဘူး private key ရှိနေရင်ပိုင်ပါတယ်ဒါအပြင် central light exchange အကြီးတွေ this မလုပ်ခင် coin တွေကိုကြိုဝဲကြိုယောင်းလို့လည်းရပါသေးတယ်အကောင့်ရဲ့အချက်တွေကတော့ Damen Finance မှာဆိုရင်တခုခုမှားသွားတာနဲ့ customer support ကို counter စားလို့ရပေမဲ့ decentral light မှာဆိုရင်တော့ဘသူကမှတောက်တိုင်လို့မရပါဘူးပြီးတော့အယောင်းဝယ်လုပ်တဲ့အခါမှာ fee သေးကြီးတယ်လို့ transaction လည်းနှိမ့်တဲ့ပါတယ် အခု decentralized နဲ့ centralized exchange တွေကဘာပါလဲဆိုတာကိုသိပြီးပြီဆိုတော့ဘယ်တစ်ခုကိုပို့ပြီးတော့သုံးတင်လဲဆိုတာကိုပြပြပေးပါမယ်။ကိုက beginner ဖြစ်ပြီးတော့လွယ်လွယ်ကူကူနဲ့ခက်မြန်မြန်လေးအယောင်းဝယ်လို့ချင်နေဆိုရင် Binance လိုမျိုး centralized exchange တွေကိုအသုံးပြုတင်ပါတယ်။တတိထားရမှာကတော့ exchange နေတယ်မှာပဲပတ်စံရှိသမျှအကောင့်စုမထည့်ထားဖို့ပါအကယ်၍ကိုကကိုယ့်ရဲ့ coin အကောင့်လုံးကိုတရားရခိုင်နှုန်းကိုယ့်ရဲ့လက်ထဲမှာပဲထားခြင်းနဲ့ ပြီးတော့ ქვენ အစ်စ်တူကိုဆွဆွဆီဆီထရိတ်ရတာကိုလည်းပူပြီးတော့ဝါသနာပါရယ်ဆိုရင်တော့ဒီဆန်ထရလိုက်အချိန်တွေကပူပြီးတော့တင့်တော့ပါရယ်ခရူးဆိုင်ရမှာကတခါမှရင်တန်ရမှာမဟုတ်လို့ transition လောက်တိုင်းမှာတိကျပြန်စစ်ပေးပါပြီးတော့ beginner ဆိုရင် centralized exchange တွေကို၃နာကျွမ်းသွားမှာပဲ decentralized exchange တွေဘက်ကိုလှည့်တင်ပါတယ် ဒီနောက်ဆိုလို့ရှိရင်တော့ exchange အကြောင်းကိုလည်းသိသွားပြီဆိုတော့ဘယ် exchange ကိုရွေးရမလဲဆိုတော့ကိုဆုံးဖြတ်နိုင်သွားလိမ့်မယ်လို့ထင်ပါတယ်။မသိရရင် machine တွေရှိလားလို့မေးချင်နေဆိုရင်တော့ CryptoMake ရဲ့ Telegram group ကို join ထားလို့ရပါတယ်။ group ရဲ့ link ကို deposit အောက်မှာချပေးထားပါမယ်။တကယ်လို့များကိုမှ trading လုပ်ဖို့အတွက် crypto exchange account တစ်ခုမရှိသေးဘူးဆိုရင်တော့ Binance ကိုအခုပြထားတဲ့ CryptoMake referral account နဲ့အကောင့်ဖွင့်ထားလို့ရပါတယ်။ ဒီကောင်းနဲ့ဖွင့်ထားတဲ့အကောင့်တွေက Binance ပေါ်မှာ trading လုပ်တိုင်းပေးရတဲ့ trading fees ကို20% discount lifetime အနေနဲ့အမြင်နဲ့ရနိုင်မှာဖြစ်ပြီးတော့ CryptoMate ကနေလုပ်တဲ့ gaming တွေက reward တွေကိုလည်းရနိုင်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ issue မှာအများကြီးအကျိုးရှိပါတယ်။ crypto နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုလေ့လာရတာစိတ်ဝင်စားရဆိုရင်တော့ CryptoMate ရဲ့ YouTube channel ကို subscribe လုပ်ထားလို့ရပါတယ်။အားလုံးပဲနောက်ဗီဒီယိုမှာပြန်တွေ့ကြတော့ပေါ့။